ဒီလိုအိမ်မက်ဆိုတာမျိုးကအမျိုးမျိုးတော့မက်တတ်ကြတယ်ပေါ့ထူးထူးဆန်းဆန်းနေလဲမက်ကြတယ်ပေါ့အဲ့တော့အိမ်မက်မက်တာဟာဘာကြောင့်မက်တာလဲအိမ်မက်မက်တာအเจ้าမက်ဖြစ်တာလားလို့ဆိုလောကမှာအเจ้าမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်မက်တာလည်းပဲအเจ้าရှိတယ်အိမ်မက်မက်ချင်းရဲ့အเจ้า၄မျိုးလို့ ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ်။အမဲမဲ့ပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တက်တယ်လဲ။နံပါတ်1အကြောင်းကတော့ကျမ်းမာတဲ့ကျမ်းမာရေးအခြေအနေကြောင့်မက်တာ။လူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်။အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်။ဓာတုခောဘဓာတုဆိုတာဓာတ်ကြီး၄ပါး ပထဝီဟောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါအဲ့ဒီဓာတ်ကြီးလေးပါဟာမငြိမမျှဖြစ်ပြီးမငြိမသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်ခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာဇမ္မာယေချိန်နေရဥမာပဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်က အေးစိတ်ပြီးတော့အယိတ္တတွေများလာတဲ့သဘောတွေရှိတယ်တိဇောတ္တတွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်ဝါယောတ္တတွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှုပ်ရှားမှုတွေဖြစ်ပေါ်လာတာအဲဒီလိုဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေဟာအမျိုးမျိုးမက်တတ်တယ်ပေါ့ဝါယောတ္တတွေလွန်ကဲပြီဆိုလို့ရှိရင် လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မမျိုးတွေမတက်တယ်။အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင် ရေထဲမှာရေကူးနေရတဲ့အိမ်မမျိုးတွေမတက်တယ်ပေါ့။အဲဒီလိုဓာတ်လေးပါးခံစားမှုကိုအကြောင်းပြုပြီးတော့ဓာတ်လေးပါးအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမတက်တယ်။ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးလို့ထားလို့မရတာမျိုးတွေတို့ဓာတ်မျိုးတွေမတက်တယ်ပေါ့။ အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါး၆ချပြီးတော့ကျမ်းမာရေးအချိန်နေအနေထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်၄ပါးမညီမညာဖြစ်လို့ရှိရင်လည်းအိမ်မက်မတတ်ဘူးဒါကြောင့်ကျမ်းမာရေးရှုတော့ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုတာအိမ်မက်ဒီမက်ပါများရင်ကျမ်းမာရေး တချို့ကတညာလုံးအိမ်မကြီးကမပြီးနိုင်အောင်မဲ့နေတဲ့လူတွေလည်းရှိခုကောသလမင်းကြီးကတခါတည်းအိမ်မက်မက်တာလဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တွေကလည်းအများကြီးအဲ့ဒါလို့အိမ်မက်မက်တာဟာနမတိဓာတ်၄ပါး၆ချားမှုမညီမျှမှုကိုအကြောင်းပြုပြီးတော့လဲမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုပူတပုပ္ပ တွေ့ကြုံခံစားဘူးတဲ့နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေအဲ့ဓာတွေကိုစွဲပြီးတော့ညကြလို့ရှိရင်အမဲမဲ့တတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မဲ့တဲ့အမဲမျိုးတွေလည်း လောကလူတွေဟာမဲ့လိရှိကြတယ်တဲ့တတ္တိယအချက်ကတော့ဒေဝတောပတံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာဥပတံဟာရဒေဝတာဆိုတာနတ်ဥပတံဟာရဆိုတာဆောင်ပြတာနတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မဲ့အောင်စိတ် ပြီးပြတာမျိုးတွေရှိတာတဲ့ပေါ့အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လေးမထရှိကြတယ်တဲ့နောက်လေးခုမြောက်အကြောင်းတရားကတော့ပါတော့စင်ပုပ္ပနိမိတ်တာပုပ္ပနိမိတ်တာဆိုတာပုပ္ပနမိတ်ဆိုတာပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီး ဖြစ်မဲ့အရာတွေကို ဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်။ပုပ္ပနမိတ်။နောင်ဖြစ်မဲ့အနေထားတစ်ခုဆက်ပြီးတော့မက်လာ။အဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မက်ထားလဲဖြစ်နိုင်တယ်။လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မက်တာမျိုး